ရိုက်ရတယ်ပြီးတော့အဲ့မှာ channel မှာလည်းတပင်းတပင်းအားရှိတယ်ရိုက်တော့မလွတ်တော့ခုတ်ချလိုက်တယ်အဲ့မှာပြဿနာကြတော့တာပဲအဲ့မှာမလင်းကန်ကောင်းလို့ဘာမှမဖြစ်သွားမလင်းစာနီဆိုတော့လေသူကန်ကောင်းလို့သူ့ပေါ်ညမ်းကြီးပြုတ်ကြညမ်းပေါ်မှာလည်းလူနှစ်ယောက်ပါတယ်အဲ့လူနှစ်ယောက်ကတော့၆ယောက်တည်းကျိုးသွားတယ်၆ယောက်ကျိုးသွားတယ်တယောက်ကအဲမျက်လုံးထိသွားတယ်ပေါ့နော်မလင်းကတော့အဲ့ဘေးနားလေးမှာရင်သူကတ်ထိုင်နေတာသူ့ပေါ်ကြဖို့တထွာလောက်ပဲလူတယ်ကျွန်တော်ကမော်ဒီယာရှင်းမှာထိုင်နေတာပြုတ်ကြဝုန်းဆိုတဲ့အချိန်မှာကျွန်တော်ပြေးတာမလင်းရှိကိုလေဖဏတောင်ပေါ့ကျွန်တော်ပြိသွားပြီထင်တာ ဟုတ်ကဲ့ပါခင်ဗျာအာဒီလွန်ကတော့လွန်ဆိုတဲ့ဇာတ်ကားလေးပေါ့နော်တဘာဝလွန်ဖြစ်ရဆန်းနေနဲ့အာဒီဇာတ်ကားလေးကတာမန်ကားနေတော့ထူးထူးခြားခြားလေးတော့ကွဲထွက်နေတယ်လေလို့ယုံကြည်ပါတယ်။ဘာလို့ဆိုတော့ဒီအချစ်ကြိုက်ကွဲညားနေမဟုတ်ဘဲနဲ့မှအာဒီဘယ်လိုပြောမလဲတဘာဝလွန်ဖြစ်ရတဲ့အကြမ်းမြင်ရနေတဲ့ကောင်မလေးပြီးတော့အဲ့လို နာနာဘဝတွေအဲပြီးတော့မှပိုပြီးထူးကြတာတော့ကိုသားညီနဲ့အနီခင်မမွေလေးမရလောက်ထားတယ်ပေါ့နော်အဲ့ဒါတော့အရန်ထူးကြတာပေါ့နော်ဆိုတော့အဲ့ဒါလေးကထူးကြတာနေနဲ့ပြည့်စက်စီကျွတ်အောင်ပါပါကျွန်တော် Canon Plus ကနေပြီးတော့28ရက်နေ့စတင်ပြသပါလိမ့်မယ်အဲကြအားပေးပါလို့ပြောချင်ပါတယ်လိုက်မယ်တင်လို့လေထူးကြမှုတစ်ခုပေါ့နော်ဒါကျွန်တော်တို့စကားတကားဖန်တီးရဲ့ခါမှာအာထူးကြမှုလေးပါခြင်းတယ်ဒါမှလည်းပြည့်စက်ရှိရနေပြီးတော့ attention ရမယ်စိတ်ဝင်စားမှုရမယ်အဲဆိုတော့ပြီးတော့ကျွန်တော်တို့ဒါကိုကိုသားညီနဲ့ ဒီအနီကေမမွေအေးကိုမနူရာနဲ့တိုင်ပင်ပြီးတော့ Canon Plus ကလူကြီးတွေကိုလည်းခွင့်တောင်းပြီးတော့ကျွန်တော်တွဲပြစ်ပြစ်တာပေါ့ဟုတ်ဖလူကြကြလေးပေါ့ဒီကေမမွေ ID နဲ့အရန်ကောင်းတယ်တလားသူကလေအဲ့လို van လောက်ရတာဒါဖျားပြီးရဲ့ဆုလက်ပဲနော်သူက van လောက်အရန်ကောင်းတာ ID ကလေကျွန်တော်ကြည့်နေရလေဟာကောင်းလိုက်တာသူဘလူတွေတောင်လောက်နေတာလည်းမသိအဲသူကအဲ့လို van character ဒီတအိမ်လုံးကိုသူကသူ့ရဲ့ order အာနာအောင်မှလွှမ်းမိုးထားတဲ့ main မတယောက်ပေါ့ပို့ပြီးထူးကြအနီမွေခေမွေမြတ်အဲ့ဒီမျက်တောင်မွေကြီးတွေ့ရမှာအထူကြီးတွေပဲအာတမင်တက်ဆိုးတာ ့သူသူ့လွက်ကိုလေကွဲအောင်လေသူ့မျက်မျက်ခုံးမွေးထူကြီးဆွဲပေးထားတယ်အဲနှာခမ်းကြီးဆိုလဲရဲနေအောင်ဆိုးပေးထားတယ်ဒါတော့အနီခင်မိုးမွေအတွက်ထူးကြအောင်တမင်တက်မိတ်ကပ်တင်းကိုလှုပ်ခိုင်းထားတာပေါ့သူကတိန်လုံးဆိုးမွားရလို့ဆိုတော့ပြီးတော့ဒီမှာနောက်ထူးကြတာကဒါညီမလေးလင်းလာပြည့်ထက်ပေါ့နော်သူကတော့အစ်စ်ဆက်ဆက်ဘာမှမရိုက်ဘူးလေသူဆိုတော့သူ့ကိုကျွန်တော်က mainly နေရာမှာထားတာဟိုခေါင်းဆောင်နေရာမှာထားပြရတယ်ကျွန်တော်တို့အရန်ချိန်စိန်ခေါ်မှုကြီးတယ်ပေါ့နော်ဒါဆိုတော့သူသူ့အနေနဲ့တခုချိုးရင်းမှားရင်းငယ်ကျွန်တော်ရိုက်ကူးထားမြအကောင်လုံးတဲတဲ့ရင်ဆိုဖြစ်မှာပေါ့နော် ဆိုတော့သူ့အဲ့လို main ကြီးနေရာမှာထားပြီးရိုက်တဲ့ခါကျတော့ကျွန်တော်တို့ challenge ကပိုကြီးရဲ့ပြီးတော့လောက်ရတဲ့ idea ကလည်းပေါ့ပေါ့ပါပါလေးတွေမဟုတ်ဘူးသူတို့အဲ့ idea တွေခုနကတွေ့မှာပါသူလောက်ရတဲ့ idea တွေကလေအာနောက်ထပ်အဲ့ထပ်ပိုဆိုးဖို့အများကြီးရှိသေးတယ်ဆိုတော့အဲသူလောက်ရတဲ့ idea တွေကတကယ်ထူးထူးခြားခြားတွေမှာမှာသူကအစ်စ်တယောက်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်အချိန်အရန်ပေးရတယ်သူ့ကိုလေအချိန်ပေးရတယ်အဲပြီးတော့သူပင်မန်းတယ်သူလုံနေကြမဟုတ်တဲ့အလုပ်တစ်ခုလုံလောက်ရတယ်လို့ပုံစံကြီးလို့ဖြစ်နေရောလေ အဲသူတက်ပို့ပြီးတော့ပင်မန်းနေကျွန်တော်တို့အတွက်လည်း challenge ဖြစ်တာဗောလေဒါပေမဲ့သူအကောင်းဆုံးစူးစမ်းခဲ့ပါတယ်အဲတွေ့မှာပါခုနကကျွန်တော်တို့လည်းသူနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ပုံဖော်ပေးခဲ့တယ်မရရအောင်ဗောနော်ဟိုသူငုံရမခံမှာမျက်ရည်မကျအောင်ကျွန်တော်တနေကုန်ထိုင်ဆောင်ပြီးမျက်ရည်ကျအောင်ရိုက်ခဲ့တာသူမထွက်မချင်းအတုလည်းမတုံးမျက်ရည်အစ်စ်ရအောင်ထိုင်ဆောင်ပြီးတော့ရိုက်ခဲ့တာအာဆိုတော့ဒါသူအတွက်လည်းအောင်မြင်မှုရမယ့်စကားတကားလို့ပွဲဥထွက်ဗောနော်ရမယ့်စကားလို့ကျွန်တော်မျှော်လင့်ပါတယ်လင်းနာပြည့်ထွက်ဗောနော် ွတ်အကြားမြင်ဆရာတွေရှိသွားလို့ရှိရင်ကျွတ်အကြားမြင်ဆရာတွေကိုကျွန်တော်ကဘာမြင်ရလဲဆိုတော့တို့ကဆူတောင်းတယ်ပြီးရင်တို့ဟောမယ်အကုန်လုံးကဒီလိုပါပဲအဲဒီလိုပါပဲဆိုတော့ဟိုကျွန်တော်ကကျွန်တော်လည်းအဲ့လိုပဲအကြားမြင်နဲ့ပတ်သက်ပြီးတော့အရင်တုန်းကလည်းကျွန်တော်ဘဝတွေမှာသွားပြီးတော့အဲ့လိုစကားပြောမှုတာတွေမေးမြန်းတာတွေရှိခဲ့ပြီးတယ်ဆိုတော့လေထရီထူးတော့အရင်ကျွန်တော်ကျွန်တော်အရှာတိုင်းပြည်လေအကြားမြင်ဆရာတွေထရီထူးသွားပြီးတော့ဘယ်လိုပုံစံကြီးလဲကြည့်နေကြမလို့ဘာလို့မြင်နေရတွေ့နေကြဆိုတော့လေ အရင်ကတော့တူတူကြမရှိပါဘူးအဲ့တော့မှဒီဇညွန်းရေးဆရာကပေးထားတဲ့အဲ guideline ပေါ့နော်သူပေးထားတဲ့ guideline ပေါ်မှာကျွန်တော်တို့ကအဲပြန်ပြီးတော့ပြင်ဆင်ပြီးတော့မှအကောင်းဆုံးဖြစ်အောင်ပဲရိုက်ခဲ့တာပေါ့ပြီးတော့နောက်တစ်ခုကလုံးဝမတူအပြင်ကကြားမြင့်ဆရာကြီးနဲ့လုံးဝမတူသူသူ့ရဲ့အကြားမြင့်လွတ်ကလေအဲ့အတွက်ကြောင့်လည်းကျွန်တော်သွားပြီးလေ့လာကြမလို့တာပေါ့နော်အဲ့တော့ तू ကအကြားမြင့်ဟောတယ်ဆိုတာကသူကသူ့လက်မှာအဲ့ပဝါလေးကိုခြီရခြီပြီးတော့မှ तू ကအကြားမြင့်ဟောတာဆိုတော့ ဟိုအဲ့ဒီကနေမှပြီးတော့အဲ့သူ့ကိုနောက်ကနေနန္ဒဘဝတွေကပျော်ပြပေးနေတာ तू ကိုယ်တိုင်အချမ်းမြင်ရနေတာမဟုတ်သူ့ကိုဘေးကနေ support ပေးနေတဲ့သူတွေရှိတယ်နန္ဒဘဝတွေအဲ့အဲ့လူတွေကသူ့ကိုဝိညာဉ်တွေပေါ့နော်သူ့ကိုဘယ်မှာတော့ဘာဖြစ်နေလဲဆိုတာမျိုးသူ့ပြောပြနေတာပေါ့ဆိုတော့အဲ့ဒီဟာတွေကို तू ကကြားပြီးတော့ဒီက share လူတွေပြန်ဟောတာဆိုတော့အဲ့တော့ तू ကနားထောင်အောင်တက်တက်ပဲလေနားထောင်ပြီးပြန်ပြောပြဆိုတော့အချမ်းမြင်ဟောတာ तू ကအဲ့လိုသူ့ကြိုက်တာအဲ့လိုရှိရတယ်ရှိပါတယ်အဲရှိပါတယ်ဆိုပေမဲ့လည်းရင်ခုန်မှုလေးတော့ရှိတယ်ပေါ့နော်။ဒါဆို ဒီကားရိုက်တဲ့အချိန်နဲ့ကျင်းပေါ်ရိုက်တဲ့အချိန်နဲ့ကတိတ်မကွာဘူးပြီးတော့ဒီဒီကားရိုက်နေတဲ့အချိန်မှာကျင်းပေါ်လည်းမပြသေးဘူးဒီကျွန်တော်ဒီကားကိုရိုက်နေတဲ့အချိန်မှာကျင်းပေါ်မပြသေးဘူးနှစ်ကားလုံးရိုက်ပြီးသွားတဲ့အချိန်ကျတော့မှကျင်းပေါ်ကပြတယ်ဒါပေမဲ့ကျင်းပေါ်ကအရန်အောင်မြင်သွားတယ်ပြီးတော့အဲ့ကားနဲ့တိတ်မကွာဘူးဒီကားထွက်လာတယ်အဲဒီကားထွက်လာတော့ရင်ခုန်မှုလေးကတော့ဘယ်လိုပြောမလဲရှေ့ကကအရန်ပေါက်ခဲ့တဲ့အခါကျတော့ဒီကားလေးကိုလည်းအဲ့လိုပဲပေါက်စီခြင်းနဲ့ပေါ့နော်ကိုကိုရဲ့ပြိတက်တွေကိုဒီကားလေးနဲ့ပတ်သက်ပြီးဆက်ပြီးကြည့်စီခြင်းနဲ့ ဒါမဲ့လည်းကျွန်တော်တို့ကစကားတကားရိုက်တဲ့ခါမှာဒီကားတော့ငါကောင်းအောင်ရိုက်မယ်ဟိုကားတော့နည်းနည်းရှော့ရိုက်မယ်ဆိုတာမရှိပါဘူးဘယ်ကားဖြစ်ဖြစ်ကျွန်တော်အကောင်းဆုံးပြင်အောင်ရိုက်ခဲ့တယ်အဲ့ဒါမှမပြိတက်ကသူတို့အကြိုက်နဲ့ထက်တူကြသွားတဲ့ခါမှာကြိုက်နေသက်သွားရတယ်ပေါ့နော်ဆိုတော့ပြိတက်အကြိုက်နဲ့ထက်တူကြပါသေးလို့ပဲဆူတောင်းပါတယ်အဲ့လိုပဲဆူတောင်းပါတယ်ဟုတ်ကဲ့ session အဲဘယ်လိုပြောမလဲကျင်ပေါ်ကျတော့ခုနကကျွန်တော်ပြောလို့ပေါ့အားလုံးနဲ့စိတ်ခုနဲ့တစ်ထက်တည်းကြသွားတဲ့ခါကျတော့အဲ့လိုပေါ့ပါဝင်တဲ့လူတိုင်းပေါက်ပေါက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒါကလည်းဒီကားကလည်းဒါကူမပြရသေးဘူးလေ ပြရင်တော့လည်းကြိုက်မှာပါ။ဘာလို့ပြပြိုးနိုင်ရိုက်ထားတာလဲ။အလေ။ဒါဒါနဲ့ change out တော့မရတော့ဘူး။ဒါပြပြိုးနိုင်ရိုက်ထားတာပဲပြေးသက်ကြိုက်မှာပေါ့နော်။ဟုတ်ကဲ့အဲ shooting မှာတော့အဲကျွန်တော်တို့ဟို top show မှာလည်းဖြည့်ထားပါတယ်။ကျွန်တော်ရိုက်နေနေအဲ့ဒီမှာ channel မှာရိုက်တဲ့နေရာလည်းတကယ်ဟို daily jail လေဟိုတန်လင်းကရေနံဝင်းလေတကယ်တေး6ပါလေဆိုတော့အိမ်ကြီးအများကြီးရှိတဲ့နေရာမှာတွားရကြတယ်။အဲ့ဒီကအိမ်ကြီးဟောင်းကြီးကို renovation လုပ်တယ်ဆေးတွေတုတ်တယ် ပြီးပစ္စည်းတွေထည့်တယ်တကယ်လေးစားတယ် producer တွေကိုလည်းကျေးဇူးတင်ပါတယ်အဲအဲ့ထဲမှာသွားပြီးတော့တကယ်ကြမ်းတဲ့နေရာမှာရိုက်ခိုင်းနေတာပေါ့နော်ရိုက်ရတယ်ပြီးတော့အဲ့မှာ channel မှာလည်းတပင်းတပင်းရရှိတယ်ရိုက်တော့မလွတ်တော့ခုတ်ချလိုက်တယ်အမှပြဿနာကြီးတက်တော့တာပဲအဲ့မှာမလင်းကန်ကောင်းလို့ဘာမှမဖြစ်သွားမလင်းစာနီဆိုတော့လေသူကန်ကောင်းလို့သူ့ပေါ်ညမ်းကြီးပြုတ်ကြညမ်းပေါ်မှာလည်းလူနှစ်ယောက်ပါတယ်အဲ့လူနှစ်ယောက်ကတော့၆ယောက်တူသွားဆောက်ကျိုးသွားတယ်တယောက်ကအဲမျက်လုံးထိသွားတယ်ဗောနော်မလင်းကတော့အဲ့ဘေးနားလေးမှာရင်သူကတ်ထိုင်နေတာသူ့ပုံကြဖို့တထွာလောက်ပဲလို့ရကျွန်တော်ကမော်ဒီယာရှင်းမှာထိုင်နေတာ ပြုတ်ကြဝုန်းဆိုတဲ့အချိန်မှာကျွန်တော်ပြေးတာမလင်းရှိကိုလေဖဏတောင်ပေါ့ကျွန်တော်ပြိသွားပြီထင်တာတော်သေးတယ်ဘာမှမဖြစ်ဘူးဒီလိုသာအဲ့ဒီအဲ့ဒီရမှာမလင်းသာတစ်ခုဖြစ်ခဲ့ရင်ကျွန်တော်ဒီနေ့ဒီရမှာတော့ဒီလိုပွဲမျိုးလုံးနဲ့ဖြစ်မှာလုံးလုံးနိုင်မှာဒါတော့အရန်ကန်ကောင်းသွားပြီပြောမှာကျွန်တော်အဲ့မှာအဲ့တပင်ကြီးကိုပြန်ပြီးတော့နားလေတကြွန်းတဲ့တွေနဲ့ပြန်ပြီးကြော်ပွဲတွေပြေးပြန်တောင်းမှန်ရတာဗောလေအဲ့လိုလေးတော့မှတ်တရလေးအများကြီးပဲကျွန်တော်ကားဗောလေတပင်ကြီးပြုတ်ကြတယ်တပင်တိတ်ကိုင်းကြီးလေတိတ်ကိုင်းချောင်းမဟုတ်ဘူးတိတ်ကိုင်းဆိုကြီးတိတ်ကိုင်းအဆိုကြီးကဘလို့ဘလို့ပြုတ်ကြမှမသိဘူးအကျော်ကားဗောပြုတ်ကြတာ ဟုတ်တယ်ဟုတ်တယ်ဘာလို့ကျွန်တော်လည်းလူငယ်ပဲဗျာကျွန်တော်တိတ်အယုံကြီးမရှိပါဘူးဟိုကြောက်လည်းမကြောက်တဲ့တရေတို့ဘာလို့ဆိုတာလေဟိုဘယ်လိုပြောလဲလန့်နာလေးတော့ရှိရပါဘူးနော်ဆိုတော့အဲအဲ့လိုမျိုးတကယ်ကြုံလာတော့လေကိုဘာမှမတတ်နိုင်ဘူးလေသွားပြီးတော့ကတော့ပွဲတွေပါပြန်ပေးပြီးတောင်းပန်တာပေါ့ဟုတ်ဟုတ်တယ်မဟုတ်အမှန်မှန်တော့ဇက်ဝင်ငန်းရမတင့်တော်ဘူးထင်လို့ခုတ်လိုက်တာဘာလို့ဆိုတော့ဇက်ဝင်ငန်းကလွန်ခဲ့တဲ့နှစ်20တုန်းကအခြေုံရိုက်တယ်ပြီးတော့ဒီဘက်ခစ်ကိုပြန်ရိုက်တယ်အော် sorry နောက်ထပ်နှစ်30အခြေကိုပြန်ရတဲ့အချိန်မှာတစ်ပင်ကဒီ site နဲ့ဒီအရွယ်ပဲဖြစ်နေတယ်ဆိုတော့ တိတ်ပြီးတဘာဝမကြောက်လေနှစ်20 30ဆိုစိုက်တပင်ကကြီးတင်ပြီဆိုတော့ကြီးတင်တဲ့ဟာမှာမကြီးနိုင်တော့ကျွန်တော်ကတပင်ပုံစံမပြူအောင်ဆိုပြီးဘေးကအကိုင်းနေအခက်တွေကြီးတွေကိုင်းနေခက်တွေအကုန်လုံးခုတ်ချပလိုက်တာအဲ့အဲ့အဲ့ဖြစ်တာအဲ့ဖြစ်ပြီးတော့ဖြစ်တော့ဖြစ်တယ်ဟိုမီးစက်တွေပါပြတ်တယ်အဲ့နေမှာထူးထူးခြားခြားပေါ့နော်မီးစက်ပြတ်တယ်ကင်မရာတွေပြဿနာဖြစ်တယ်အဲ့အဲ့တိတ်မကြအောင်နောက်ကြအဲ့မလင်းမော်မလင်းနောက်အဲ့ညာကြီးပြုတ်ကြတာပဲအကူသားကြီးဆူတာလေကျွန်တော်မင်းကဘာလို့တင်းမင်းကိုခုတ်တာလဲဆိုကိုလည်းပြန်ဆူခံလိုက်ရတယ်ကိုသားကြီးဆိုကိုဆူကြတော့လေ ဟိုဘာလို့တပင်ကြီးကိုမပြောမစုံနဲ့ခုတ်တာလဲမသိဘူးလေကျွန်တော်ကားထဲမှာဇက်ဝင်ငယ်နဲ့မလိုက်တော့ကျွန်တော်ခုတ်တာပေါ့ဆိုအေးမာတာတက်နေပြီလို့ကြောက်အောင်လားအဲဒီလေးပြောကျွန်တော်သွားပြီးတော့ကရော်ဝဲပေးပြီးတောင်းမှလည်းကိုသားကြီးကစိတ်ပူပြီးဆိုတာပါသူကတော့တကူဖြစ်မှာဆိုလို့လေအာကိုသားကြီးဆူရလဲခံလိုက်ရတယ်ဟုတ်ဇက်ကားတော့ဒါ Canon Plus မှာပေါ့နော်မကြခင်မကြခင်မဟုတ်28နေပြမှာအာဆိုတော့ကျွန်တော်ကောင်းဆုံးပြအောင်စူးစမ်းထားတယ်ပြည်သက်အနေနဲ့ကြည့်ရှုပြီးတော့အားပေးကြပါ Canon Plus ကနေပြီးတော့ Original Channel တွေရနေပဲကြည့်ပါခိုးကူးတွေကမကြည့်ပါနဲ့ Telegram လည်းမကြည့်ပါနဲ့ ကျွန်တော်ဘလက်ကပဲကြည်ပါကျေးဇူးတင်ပါတယ်